မင်္ဂလာပါရှင်။ဘာမခက်တဲ့တဲ့ရင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းဥတင်တူများကိုချိန်နဲ့ပြင်းကြီးတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။အခုတခါပြမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နတို့ကြီးဝယ်လူရဲစခန်းမှာအင်အား200ပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ25ဦးသေဆုံးပြီးပုံမှုဝင်လာဦးနဲ့ပူကြီးအောင်ကိုကိုအပါဝင်14ဦးဖမ်းပြီးလက်နက်44လက်နဲ့ခရဲများရရှိဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ မန္တလေးတိုင်းနရိုကြီးမြို့နယ်ဝယ်လူရဲစခန်းမှာထွက်လာသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်တပ်ဗမာ25ဦးသေဆုံးပြီးဗိုလ်မိုးဝင်းလိုင်ဦးနှင့်ဗိုလ်ကြီးအောင်ကိုကိုအပါအဝင်14ဦးဖမ်းဆီးရရှိကြောင်းအမတ်တစ်စစ်ဒေသကသတင်းထုတ်ပြန်သည်မတ်လ9ရက်နေ့နရိုကြီးမြို့နယ်ဝယ်လူရဲစခန်းမှာထွက်လာသောတပ်မတရားတက်လာခန်းအင်အား200ခန်းမှစစ်တပ်စစ်ကြောင်းကိုစရင်းဘိုးရွာအနောက်တောင်ဘက်တွင်မြင်းကြံခရိုင်တရင်လီတရင်30နရိုကြီးမြို့နယ်ပကဖားနှင့်မဟာမိတ်ပူပေါင်းဖွဲ့များကပူပေါင်းတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင် 25ဦးသေဆုံးပြီးပုံမှုဝင်လိုင်ဦးနဲ့ပူကြီးအောင်ကိုကိုအပါဝင်စစ်သား14ဦးဖမ်းဆီးရရှိကြောင်းသိရှိရသည်။စစ်ကောင်စီထံမှလက်နက်44လက်သိမ်းဆည်းရရှိရရင် MA1 19လက် MA2 2လက် MA3 9လက် MA5 2လက် MA11 9လက် MA12 2လက် G3 2လက် G4 2လက်60မမပြောင်းတူ2လက်87မမစိန်ပြောင်း2လက်5.56ကြီး12000တောင်း7.62ကြီး1045တောင်း9မမကြီး19တောင်း60မ မကြီး28လုံး88မမကြီး9လုံး RPG ကြီးဖူ9လုံး RPG ပို့ကြီး10တောင်းဤနာက22လုံးနင်းမိုင်း9လုံးလက်ပြပုံ17လုံး laptop 2လုံးစက်တရေးဆက်2လုံး30ရာမီကြောင်းသိရှိရသည်အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှု2ကြိမ်လုံဆောင်ခဲ့ပြီးနထိုးကြီးမြို့နယ်ပကပရဲဘော်2ဦးမြင်းမြတ်စွာကြာဆုံးခဲ့ကြောင်းသိရှိရသည် ဆက်လက်ပြီးမော်ဘီမြို့နယ်ဆက်သွားတော်ကြေးရွာမှာအိမ်နောက်တဲ့မောင်ပြေဖြူလှန်ကိုစစ်တပ်ကစစ်မှုထမ်းခိုင်းရန်ဖမ်းဆီးတာစီရင်ရဲနဲ့အုပ်ကြီးများပေါင်ပြည်သူများကိုဖမ်းဆီးငွေညှစ်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းမော်ဘီမြို့နယ်စက်သွားတော်ကြေးရွာမှာအိမ်နောက်တဲ့မောင်ပြေဖြိုးလိုင်းကိုစစ်တပ်ကစစ်မှုထမ်းခိုင်းရန်နေရတွင်းဝင်အောင်ဖမ်းဆီးသွားကြောင်းဖမ်းဆီးခံရသူစေမျိုးများကရန်ကုန်ခေတ္တတွင်ဌာနတန်းတို့ပြောဆိုသည်မက်လ9ရက်နေ့ည8:30မိနစ်ချိန်ရန်ကုန်တိုင်းမော်ဘီမြို့စက်သွားတော်ကြေးရွာအုပ်စရိနေထိုင်သောမောင်ပြေဖြိုးလိုင်းကိုကြေးရွာယာယီမှုစံလယ်နှင့်စစ်သားများကဝင်ရောက်ဖမ်းဆီးကြောင်းမောင်ပြေဖြိုးလိုင်းသည်မျက်စိခွဲစိတ်မှုခံယူထားသောဝေဒနာရှင်တို့ဖြစ်ပြီးအိမ်နောက်တဲ့တို့လည်းဖြစ်ကြောင်းဖမ်းဆီးခံရချိန်နေရတွင်စနေဖြစ်သူနှင့်အသက်3နှစ်အရွယ်တောင်ငယ်လေး ိန်ခဲ့ကြောင်းသိရှိရသည်စမှုတန်းရမယ်ဆိုပြီးဝန်ဖန်တာပါတပ်သားအသည့်ဖြစ်စမှုတန်းအပစင်စတစ်တရမယ်ပြောတယ်ဟုဖန်ဆင်းခံရသူမောင်ပြေဖြူလိုက်မိတ်ဆွေတို့ကပြောသည်အလားတူမန္တလေးတိုင်းမိတီလာခရိုင်သာစီမြို့နယ်ညောင်ရံမြို့ကွေးကုန်းအနောက်ရွာရင်းစစ်ကောင်စီခန့်ကြေးရဥက္ကရာကျော်မိုးနှင့်အဖွဲ့ကညောင်ရံရဲစခန်းမှရဲများနဲ့ပူပါမိစစ်မှုထမ်းဥရိအကြောင်းပြ၍ပြည်သူများနဲ့လူငယ်များဖမ်းဆီးငွေညင်နေကြောင်းသိရှိရသည် စမုတ်မတန်းလိုတဲ့လူငယ်တွေထွက်ပြေးတိန်ရှောင်းတဲ့အခါမှာအုတ်ကြီးကျုံမကညောင်ရံစကဲကရဲရီစစ်သားတွေပြူရီနဲ့ပေါင်ပြီးထွက်ပြေးတဲ့လူငယ်တွေရဲ့မိဘတွေကိုဖမ်းဆီးတဲ့တာစီမြို့ရဲစခန်းမှာဖမ်းချုပ်ထားကြပါတယ်။အဲဒီမှာမိဘတွေကိုဖမ်းပြီးထွက်ပြေးနေတဲ့သားတွေကိုပြန်ခေါ်ပေးဖို့အမခန့်လက်မဲ့အေးတိုးခိုင်းနေငွေညစ်တဲ့လူငယ်တွေပြန်လာဖို့မိဘတွေကိုတစားကန်လုံနေကြပါတယ်လို့ဒေသပြည်သူတို့ကပြောဆိုသည်။ရခိုလာတွင်စစ်ကောင်စီကပွင့်လင်းမြေစမုတ်ရံဘက်စင်စစ်တဲအတွက်တမတ်ထားသောတပ်သားတွေအရေးအတွက်ရရှိခြင်းမရှိသေးရစစ်တပ်ကနိုင်ငံတော်အတင်း က်ဖန်ဆီမှုများကိုလှုံ့ဆော်နေကြောင်းနိုင်ငံတော်မှပြည်သူများကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ဆက်သွယ်ပြောဆိုကြသည်။ဆလတ်တင်ဆက်ပေးမယ်တဲ့အကြောင်းအရာကတော့အန်ငပဲအဆက်တိုက်ပွဲတွေအတွင်းတမ88စစ်ကောင်စီတပ်ဖွဲ့300ထက်မနည်းသေဆုံးပျောက်ဆုံးခဲ့ပြီးအများဆုံးမှာစစ်မှုထမ်းတနင်းစင်တွေဖြစ်ဆိုတဲ့တဲ့င်းပဲဖြစ်ပါရခြင်း။စစ်ကောင်စီလက်လွတ်လိုက်ရတဲ့ရခိုင်ပြည်နယ်အမျိုးခြေဆိုင်နောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘခတိုက်ပွဲတွေကိုစစ်ကူတွားရောက်ရတဲ့မကွေးမြို့ခြေဆိုင်တမ88နဲ့လောက်ခံတရင်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်300ဦးထက်မနည်းသေဆုံးပြ ျောက်ဆုံးမှုရှိရတယ်လို့အရိတမနဲ့နေဆက်သူတို့ထံကသိရပါဗျ။အန်နဘကကြာဆုံးသွားတဲ့ဒီဇင်ဘာလကနေဖေဖော်ဝါရီလအထိ3လအတွင်းတမ88လောက်နေပြူဝါနှစ်ခုရဲ့လောက်ခံတရင်9ရင်ကစိတ်ကောင်းစီတက်ဖွဲ့ဝင်နေအမ်ဗရန်လမ်းမိုင်းကနေတစဉ်အန်မြုံနဘခါကိုစစ်ကိုသွားရောက်ရကရခိုင်ရုံးမကျော်တကျော်မှတိုက်ခန်းရပြီးတိုက်ဆုံမှုများပြားခဲ့တာလို့ဆိုပါတယ်။ သုံးထုခုခမာရတဲ့တရာလောက်ပျောက်ဆုံးဖြစ်နေတဲ့83ခလာရကလည်းအကြများတယ်ခုထိပျောက်ဆုံးစီရင်သွင်းထားတယ်လို့မကွေးတမ88နဲ့နေဆက်သူတို့ကမြေလက်အတန်ကိုပြောပါရယ်အနာဘကာကိုတမ88နဲ့လောက်ခံတက်တွေဖြစ်တဲ့ခမရ၄တက်၅၄တက်၆၃တက်ခွန်၃ရတက်ခမရ83တရင်တွေကအမ်ဘရန်လမ်းပိုင်းကနေတစဉ်အမ်မျိုးကိုစစ်ကိုသွားရောက်ရကအမ်မျိုးအနီးရခိုင်ရိုးမပေါ်မှာအရကတမ်ရအေတက်ဖွဲ့ရဲ့တိုက်ခိုက်မှုတွေကိုခံခဲ့ရတာပါ အရက်ခန့်တမရော AA ရဲ့2024ဒီဇင်ဘာ6ရက်တိုက်ပွဲသတင်းထုတ်ပြန်ချက်အရအမ်းမြို့ကိုစစ်ကူလာတဲ့တပ်မ88လက်အောက်နီးပြူဟာစစ်ကြောင်းတစ်ခုကိုအမ်းမြို့မြောက်ဘက်ရိုးတောင်မှလမ်းမတနေရာမှာ300ကျားပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်ဖွဲ့ရုပ်အလောင်း100ကျော်ရရှိကစစ်တုံးမဲချိုကိုဖမ်းဆီးနိုင်ခဲ့ပြီးလက်နက်ခဲယံအများပြားရရှိခဲ့တယ်လို့ဒီဇင်ဘာ6ရက်မှာထုတ်ပြန်ထားပါတယ်။ အန်နပခကိုလက်လွတ်ရပြီနော်စစ်ကောင်စီတပ်ကလက်ရှိအန်ငပဲနေဆက်ရခိုင်ယိုနေသားတိုက်ပွဲတွေကိုအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကဆုတ်ခွာလာတဲ့လက်ကျန်စစ်ကောင်စီတပ်သားတွေပြင်တပ်မ88တပ်မ60ကိုဗရန်တက်နေကတပ်ရင်းတွေဖြစ်တဲ့မဆာခ905အမတ305အမတ400ကိုကပါစ14တပ်တွေကစစ်ကောင်စီတပ်တွေနဲ့ပြန်လည်တိုက်ခိုင်းနေတာပါအန်နဲ့နေမီထိဆက်နေတဲ့ငပဲမြို့နယ်တွင်လှုပ်ရှားနေတဲ့အာရကတမ်ရော AA နဲ့မဟာမိတ်တွေဖြစ်တဲ့ PRA မကွေ CDF SHO တပ်ဖွဲ့တွေကလည်း M တိုက်ပွဲတွေကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားအများပြားကိုမကြာခဏဖမ်းဆီးရမိတာကအဲ့ဒီထဲမှာတပ်မ88လောက်တရင်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းပါဝင်နေတာပါ။အနေဆက်ဆက်တိုက်ပွဲတွေတင်တမ88ထိခိုက်သေးဆုံးမှုတွေနဲ့စစ်မှုရန်ဥပဒေနဲ့စုဆောင်းခံရသူစစ်ကောင်စီတပ်သားအများစုပါဝင်တယ်လို့အရိတမနဲ့နှိစက်သူကဆိုပါတယ်။ အသက်18-20ဝန်းကျင်ပါစပြည်သူစစ်မှုရန်တင်တန်းစင်တပ်ဖွဲ့ဝင်တွေများတယ်စစ်မှုရန်ပတ်စင်ကတော့အစုံပဲတချို့ဆိုတင်တန်းသာဆင်းလာတာကြည်တော်မထိုးတက်ဘူးပျောက်ဆုံးဆိုရင်အလောင်းမရဘူးထွက်ပြေးတဲ့ယူဆပြီးဘာခံစားခွင့်မှမရှိဘူးလို့ပြောပါရယ်လက်ရှိတမ88လောက်ကန်တရင်ချူအန်ကပေတိုက်ပွဲနေမြေတွေကနေဖေဗရူလာအတွင်းမှာမကွေးမြို့ကိုပြန်လည်ခေါ်ဆောင်ထားတယ်လို့ဆိုပါရယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ကြောင်မဲမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ပကဖကတပ်သားတက်သွေးခေါ်ယူနေဆိုတဲ့သတင်းပဲဖြစ်ပါရယ်ရှင်။ ကျောင်းမင်းမြို့နယ်ပြည်သူ့ကော်မတီဖွဲ့ပကပကဒုတိယအကြိမ်ဖြစ်တသားသက်တွေကိုခေါ်ယူနေတယ်လို့သိရပါတယ်။တသားသက်တွေအနေနဲ့ဆရာနာရှင်စနစ်ကြဆုံရေးအတွက်စိတ်ဆန္ဒပြင်ပြပြီးတောင်းဝန်ရထပ်မပေးအပ်လာတဲ့တောင်းတွေကိုခြေပြွန်စွာဆောင်ရွက်နိုင်ကအမိန်နာခံမှုအကောင်တို့ဖြေရမယ်ပြင်အများနဲ့လက်ရောညှိတွေစာနေထိုင်တရားမယ်လို့ဆိုပါတယ်။ဒါပြင်တိုင်းပြည်နယ်ပြည်သူတွေရဲ့အကျိုးကိုဦးစားပေးကတော်လိုင်းပြီးဆုံးတဲ့အထိတောင်းဝန်ထမ်းဆောင်နိုင်ရမှာဖြစ်ပြီးအပွဲမှာအနည်းဆုံးနှစ်နှစ်တောင်းဝန်ထမ်းဆောင်နိုင်ရမယ်လို့ဖော်ပြထားပါတယ်။ ဝင်ရောက်လို့တဲ့တပ်သားအစ်တွေအနေနဲ့ခြိုက်ခိုက်ရေးစေဝါကုသရေးထောက်ပံ့ပို့ဆောင်ရေးနဲ့ရုံးလုပ်ငန်းစတဲ့ကဏ္ဍတွေမှာမိမိနဲ့ကိုက်ညီတဲ့နေရာမှာတောင်းထမ်းဆောင်နိုင်တယ်လို့ဆိုပါရယ်တိုက်ခိုက်ရေးကိုစိတ်ဝင်စားတဲ့တပ်သားအစ်တွေအနေနဲ့ပြည်သူတွေအပေါ်မိမိကိုယ်ကိုနှိမ်ချတတ်ခအမိန်နာခံမှုအကောင်းသူဖြစ်ပြီးစစ်မှုထမ်းမှုအလုံးလောက်တဲ့ကျန်းမာရေးကောင်းမွန်ရမယ်ပြင်လိုအပ်ပါကထမ်းဆောင်ရမယ်တောင်းအလျောက်သတ်မှတ်ထားတဲ့တန်တန်းတွေတက်ရောက်နိုင်ရမယ်လို့ဖော်ပြထားပါရယ် စေဝါကုသရေးကိုစိတ်ဝင်စားတဲ့တပ်သားအသစ်တွေအနေနဲ့အင်္ဂလိပ်စာအခြေခံတံမြောက်ထားကပညာရေးချင်းအလဲတန်းအောင်မြင်ပြီးသူဖြစ်ပြီးလူအများနဲ့ဆက်ဆံတဲ့အခါမှာစိတ်ရှိသေးခံနားလည်ပေးတက်ရမယ်အပြင်လိုအပ်ပါကလိုအပ်တဲ့သင်တန်းတွေကိုတက်ရောက်နိုင်ရမယ်လို့ဆိုပါတယ်။ ထောက်ပံ့ပို့ဆောင်ရေးကိုစိတ်ဝင်စားတဲ့တပ်သားအစ်တွေအနေနဲ့ကိုကျိုးစီဝါဥပဒနာမထားပဲပြည်သူတွေရဲ့အကျိုးကိုရှေးရှုပြီးစီရင်အင်းတွေကိုအချက်လက်ကျစွာနဲ့တင်ပြနိုင်ရမှာဖြစ်တဲ့အပြင်ရင်းရံနေရာတွေကိုကြမ်းကျင်ဆောင်မောင်းနေနိုင်ကစက်ပစ္စည်းခန္ဓာမှာကျန်းကျင်သူဖြစ်ရမယ်လို့ဖော်ပြထားပါတယ်။ရှုံးလုံငန်းကိုစိတ်ဝင်စားတဲ့တပ်သားတပ်တွေအနေနဲ့အများနဲ့တင်းတင်းလျောက်ပတ်စွာဖွေရပြုငါဆက်ဆက်နိုင်တဲ့ဆေးဆက်သေးချာသူဖြစ်ပြီးလိုအပ်ပါကလိုအပ်တဲ့တင်းတန်းတွေကိုတက်ရောက်နိုင်ရမယ်လို့ဆိုပါရယ်။ ဆက်လက်တင်ဆက်ပေးမယ့်တဲ့အကြောင်းအရာကတော့လောင်လုံမျိုးနဲ့ရေစကန်ထရီယုံနဲ့ဆောက်ရဖယုံတို့ကိုပူပေါင်းတက်များစီးနေတိုက်ခိုက်ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရရှင်။ လောင်လုံမျိုးနဲ့ရေစကန်ထရီယိုယုံဆိုင်ရဖယုံတို့ကိုပြည်သူခေါ်ရီပူပေါင်းတက်များကစီးနှင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်ဆယ်ဦးထက်မနည်းသေဆုံးခဲ့တဲ့ဟုလောင်လုံမျိုးနဲ့ပြည်သူခေါ်ရီတပ်ဖွဲ့ LLPDF ကထုတ်ပြန်သည်မက်စနာရှင်းအနေနဲ့နဲ့6နိုင်မှနေ့လယ်7နာရီအထိလောင်လုံမျိုးနဲ့ရေစကန်ထရီယိုယုံဆိုင်ရဖယုံတို့ကို PDF ပူပေါင်းတက်များကတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီကရေတက်ဆက်တဲ့မောင်းမလက်နက်ကြီးပစ်ကူပေးသလိုတဝဲမျိုးပေါ်အောက်ခေါ်စိတ်ကမ်းမှလည်းလက်နက်ကြီးပစ်ခတ်ခဲ့သည်ဟုဆိုသည် စခန်းသိမ်းတိုက်ပွဲပဲနိုင်ရဲချီပြီးတိုက်ပွဲဖြစ်တာစစ်တပ်ကဒီနေ့ထိရန်ပစ်နေတော့မယ်ဟုမြေပြင်မှ PDF တအူကပြောသည်အဆိုပါဆက်စင်ရေကိုတဝဲခိုင်တပ်ပေါင်းစုနဲ့နှွေဦးဖြောက်ကြားတပ်ဖွဲ့၊ကျောင်းသားတော်လင်တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။တော်လင်ရဲဘော်များအလုံးဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း LPDF ကအသိပေးထားသည်။ တဝဲခိုင်တပ်ပေါင်းစုနဲ့ပူးပေါင်းတပ်များသည်2024ခုနှစ်ဒီဇင်ဘာလကလည်းလောင်လုံမြို့နယ်ကြောင်နီမော်ကြီးရွာမှစစ်ကောင်စီစခန်းများကိုစီးနှင်တိုက်ခိုက်ခဲ့သည်စခန်းတစ်ခုအားသိမ်းပိုက်နိုင်ခဲ့ပြီးအမှတ်405ခြေလင်းတရင်ခမရ405တရင်မှုအပါဝင်40ဦးနှင့်အထက်သေဆုံးခဲ့သည်တော်ပြင်းခမရ400တောင်တရင်မှုအပါဝင်ပြူစောတီနှင့်စစ်ကောင်စီတပ်သားများပြားတရားရရှိခဲ့သည် ။တဝဲခိုင်တပ်ပေါင်းစုကိုမြို့သားညီညွတ်ရေးအစိုးရကောက်ရေးဝန်ကြီးဌာနပြည်သူ့ကောက်ရေးတပ်မတော်တဝဲခိုင်အမှတ်တရင်အမှတ်နှစ်တရင်တဝဲလောင်းလုံးတရက်ချောင်းရေပြူမြို့နယ်ပတ်ကဖများပူပေါင်းရေး2024ခုနှစ်အောက်တိုဘာလကဖွဲ့စည်းခဲ့သည်။ထို့နောက်ပူပေါင်းစစ်စင်ရေးများဖော်ဆောင်နေခြင်းဖြစ်သည်။